Hello everyone, welcome back to your Choice Education Center. ဒီနေ့ကတော့ Grade 9ရဲ့ Unit 10 Grammar ဖြစ်တဲ့ Active Passive ကို အတူတူလေ့လာရအောင်။ Active Passive အသေးစိတ်ကိုဗီဒီယိုတစ်ခုမှ သင်ပေးထူထားပါဗျ။အဲ့ဒီဗီဒီယိုမှာပြန်ပြီးတော့မှလေ့လာလို့ရပါတယ်။ဗီဒီယိုကိုလည်းအောက်မှာပြန်ဖော်ပြပေးပါမယ်။ဒီနေ့ကတော့ Number 3 Reading ခန်းကိုတွားရအောင်။အဲ့ဒီမှာ Active ကနေ Passive ကိုပြောင်းတာတွေရှိပါတယ်။ change the following sentences into the passive voice အောက်ပါပေးထားတဲ့ဝါကြတွေကို passive voice ကိုပြောင်းပါအဲ့ဆိုတခုချင်းစီကြည့်ရအောင် Number 1 My mother is baking a cake now အမေကအခုဂိတ်မုံတစ်လုံးဖုံနေတယ်အဲ့ဆိုရင်ဒီနေရာမှာ is ing ဆိုလို့ရှိရင် passive ကိုပြောင်းလို့ရှိရင် is being verb 3ဖြစ်ပါတယ်အဲ့ဆိုရင် a cake က object ဖြစ်တော့အရှိကိုထုတ်လိုက်မယ် a cake ဂိတ်မုံတစ်လုံးတည်းဖြစ်တဲ့အတွက် is က is ပါပဲ ing ပေးထားတယ် b ing ကိုပြောင်းမယ် is being b a k e d bak ဘာတိပြောင်းပါတယ်ပြုလုပ်တဲ့လူက my mother ဖြစ်ပါတယ်အဲဆိုတော့ဒီဝါကြောင့်ပြန်ရေးမယ်ဆိုရင် a cake is being baked by my mother now ဖြစ်ပါတယ် number 2 tonu has written a special edition for children တော်နုကကလေးတွေအတွက်အထူး ထုတ်တအုပ်ပေါ့နော်သူရေးနေတယ်ရေးပြီးပြီပေါ့နော် and so ဒီနေရာမှာ has verb 3ဖြစ်တယ်ပြန်ရေးလို့ရှိရင် has been verb 3ကိုပြောရပါမယ် and so ရင်အဖြေဖြေတဲ့အခါမှာ a special education for children က object object ကိုအကုန်လုံးရှင်းပို့လိုက်ပါမယ် a special education for children အဲ့ဆိုကလေးတွေအတွက်အထူးထုတ်ဆိုတော့စာအုပ်ကတအုပ်တည်းဖြစ်တဲ့အတွက် has က has ပါပဲမပြောင်းပါဘူးအဖြေရေးကြည့်ရအောင် a special edition for children has been written ဘသူရေးလဲဆိုတော့ by donu ဖြစ်ပါတယ်နောက်ထပ် number 3ကိုဆက်ကြည့်ရအောင် the tiger was chasing the deer ကြားကတမင်ကိုလိုက်ဖမ်းနေခဲ့တယ်အဲ့ဒါဒီနေရာမှာပြီးသွားပြီပေါ့နော်အတိတ်ကပြီးသွားတဲ့အရာဆိုတော့ဒီနေရာမှာ the deer က subject တခုဖြစ်တဲ့အတွက် os က os ပဲမပြောင်းဘူး chasing ing ဆိုတော့ being ကိုခေါ်ပါမယ် be verb 3ပြောင်းမယ် be the tiger ပြုလုပ်သူဆိုရင် by subject ကိုရေးပါမယ်အဲဆိုရင် the tiger was being chased c h a s e d chased by the tiger ဖြစ်ပါတယ် number 4 the birds built nests on the tree ညတိကတိပင်ပေါ်မှာအတိုက်ဆောက်ကြတယ် အဆိုဒီနီယာမှာ BULT build verb 1ဖြစ်ပါတယ်အဆို verb 1ဆိုတော့ B1 ကိုခေါ်မယ် B1 ဆိုတာက am is are ဖြစ်ပါတယ်အဆို passive ကိုပြောရင် am is are verb 3ဖြစ်ပါတယ် as in object ကိုကြည့်ရအောင် nests nests nest ကကြတော့အတိုက်များအတိုက်များဆိုတော့ are ကိုခေါ်ပါမယ်အဲဆိုတော့ nests are built on the tree ဘာတူလဲဆိုတော့ by births Number 5 Thomas Edison invited the light bulb Thomas Edison ကလက်စစ်မီတီပေါ့နော်မီတီကိုသူတည်ထွင်ခဲ့တယ်အဲဆိုတော့ invited invited ကကြတော့ verb 2ဖြစ်တော့ be to ကိုခေါ်မယ် be to မှာ was where ရှိပါတယ်အဲဆိုရင် the light bulb ကအနေကင်းတစ်ခုဖြစ်တဲ့အတွက် was ကိုခေါ်ပါမယ်အဲဆိုရင် the light bulb was invited to ဘသူကတီထွင်လဲဆိုတော့ by Thomas Edison ဖြစ်ပါတယ် Okay နောက်တစ်ခုကိုဆက်ကြည့်ရအောင်နံပါတ်6 Jojo we never forget this experience Jojo ကဒီအတွေ့အကြုံတွေကိုဘယ်တော့မှမေ့မှာမဟုတ်ဘူးသူက modern verb verb 1ဖြစ်တယ်အဲ့ဆိုဒီနေရာမှာ modern verb b verb 3ကိုပြောငါပါမယ် never ဆိုတာကတော့ negative အဲ့ဆိုတော့ဘယ်တော့မှမမေ့ဘူးဆိုတော့ အစဉ်ဒီအတူရဲ့အနောက်မှာရှိတဲ့ object ကိုရှေ့ထုတ်မယ် this experience way b ထည့်ရပါမယ် way b never forget ကို verb 3ပြောင်းမယ် forgotten ဘသူကလဲ by jojo the burglars had cut a big hole in the steel door အပေါက်တွင်းတဲ့လူပေါ့နော်အပေါက်တွင်းတဲ့လူကအပေါက်တစ်ခုကိုဖောက်တယ်သူပဲနားမှာလဲဆိုရင် steel တကားနားမှာသူက ဖြတ်ပြီးတော့မှဖောက်ပြီးသွားပြီပေါ့နော်အဲ့လိုလုပ်တယ်ဆိုတော့အဲ့ဒီမှာ had had သူရဲ့နောက်မှာ verb 3ဆိုတော့ had been verb 3ကိုပြောင်းပေးရပါမယ်အဲ့ဆိုရင် object ကိုရှေ့ထုတ်ရအောင် a big hole in the steel door had been cut 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 verb 3လဲ cut cut ဖြစ်ပါတယ် by the backless ဖြစ်ပါတယ် And And so you know, and so ya do agent being instrument agent ဆိုတာကကြတော့ဘယ်လိုမျိုးလဲ instrument ဆိုတာဘယ်လိုမျိုးလဲကြည့်ရအောင် the person or thing that performs an action is called the agent it is used with by in the passive sentence အက်တစ်ဒီနေရာမှာဆိုလို့ရှိရင် the agent ဆိုတာပြုတ်လုတူလို့လည်းပြောလို့ရတယ်ကတ်တာလို့လည်းပြောလို့ရတယ်ပေါ့နော်လုံဆောင်ချက်တစ်ခုခုကိုလူပုဂ္ဂိုလ်ကလုပ်တယ်ဒါမှမဟုတ်ရှင်အရာဝတ္ထုတစ်ခုခု က ပြုတ်လုတယ်ဆိုလို့ရှိရင်အဲ့ဒီဟာကို agent လို့ခေါ်တယ်ပေါ့နော်သူ့ကို passive voice မှာပြန်ရေးမယ်ဆိုလို့ရှိရင်ね by can ပြီးတော့မှရေးရပါမယ် by နဲ့တွဲသုံးရပါမယ် example ကြည့်ရအောင် bagan dynasty was found by king anoratha အဲဆိုပကံမင်းဆက်ကိုအနောယထာမင်းကတည်ထောင်ခဲ့တယ်အဲဆိုရင်အနောယထာမင်းကကတ္တာပြုလုပ်တဲ့လူဖြစ်တဲ့အတွက် passive ကိုရေးတဲ့အခါမှာ by being agent ကိုသုံးရပါတယ်နောက်တစ်ခု instrument ဆိုတာပါလဲဆိုတော့ the of the object which causes something to happen is called the instrument it is used with with the passive sentence အဲ့ဆိုလို့ရှိရင်တစုံတစ်ခုဖြစ်ပြဖို့အကြောင်းအရာပေါ့နော်ဖြစ်စီတဲ့ဟာပေါ့တစ်ခုခုကိုဖြစ်စီတဲ့အကြောင်းအရာဆိုလို့ရှိရင်သူက instrument လို့ခေါ်တယ်တနည်းအားဖြင့်ကရိယာလို့လည်းပြောလို့ရပါပေါ့နော်အဲ့အဲ့ဆိုရင်သူကအဲ့ဒါကို passive voice မှာရေးတယ်ဆိုလို့ရှိရင်ကျွန်တော်တဲ့ with နဲ့တွဲပြီးတော့မှတုံးရပါတယ် example ကြည့်ရအောင် a straight line is drawn with a ruler မင်းဖြောက်တကြောင်းကိုဘေတန်နဲ့ဆွဲရတယ်အဲဆို with ဆိုတာကအဲကရိယာပစ္စည်းပေါ့နော်အတ္တိဟာနဲ့လုံရတယ်ပေါ့နော်အကြောင်းတစ်ခုခုဖြစ်ဖို့ဆိုလို့ရှင်ဖြစ်စေတဲ့အကြောင်းအရာပေါ့အဲဆိုလို့ရှင် instrument လို့ခေါ်ပါတယ်အဲဆိုရင်ဒီ exercise မှာကြတော့ဘာလုပ်ခိုင်းလဲဆိုတော့ complete each sentence using with or by အဲ့ဒီဝကြတွေမှာဆိုလို့ရှိအောင်ပါပေးထားတဲ့ဝကြမှာ with တော့မဟုတ် by ကိုတုံးပြီးတော့မှဖြည့်ပေးပါဆိုတော့အဲ့ဆိုရင်ဝကြောက်ကြည့်ရအောင် the window of the has master office was broken blank a bore အဲ့ဆိုရင်ကျောင်းအုပ်ကြီးရုံးခန်းရဲ့ပတင်းပေါက်ကအာ by ဖြစ်မလား with ဖြစ်မလားဘောနော်အာဘော်လုံး괴 ကြောင့်ကွဲသွားတယ်ဆိုပေါ်လုံးကြောင့်ကွဲသွားတယ်ဆိုတာကအဲဒီနေရာမှာဆိုလို့ရှိရင်ပိုင်ဖြစ်ပါတယ်ပေါ်လုံးကြောင့်ကွဲသွားတာပေါ့နော်အဲပေါ်လုံးကလုတ်လိုက်တယ်ပေါ့နော်အရာဝတ္ထု PC တစ်ခုကြောင့်ဖြစ်သွားတယ်ဆိုတော့အဲဆိုပိုင်ကိုသုံးပါမယ်နောက်တစ်ခု The starry night was painted blank Vincent van Gogh in June 1889အဲဆိုရင် The Starry The Starry Night ကိုဘယ်သူကရေးလဲဆိုတော့1889ခုနှစ်စွန်လမှာဆိုရင် Vincent van Gogh ကရေးဆွဲခဲ့တဲ့အဲဆိုရေးဆွဲခဲ့တဲ့လူပေါ့နော်ပြုလုပ်တဲ့လူကအာလူဖြစ်တဲ့အတွက်ဒီညမှာပါရပေါ့နော်ပါအာ Vincent van Gogh ဖြစ်ပါတယ် Number 3 The Scarlet Sunset by Joseph Dana words painted blank watercolor ကျူဆတနာရေးတဲ့ဆွဲတဲ့ပေါ့နော် the sun the skeleton sunset ကိုသူကရေးစေးနဲ့ဆွဲခဲ့တယ်အဲဆိုပါနဲ့လှုပ်လိုက်တာလဲပေါ့နော်ပါဖြစ်သွားတယ်ပါနဲ့လှုပ်လိုက်တယ်လဲဆိုတော့ with ကိုသုံးပါမယ်ဒီနေရာမှာနောက်တစ်ခု half the city was damaged blank the earthquake အဲဆိုရင်မြို့ရဲ့တဝက်လောက်နီးပါးပေါ့နော်တဝက်လောက်နီးပါးကငလင်ချောင်းပျက်စီးသွားတယ်ပေါ့နော်အဲဆိုဒီနေရာမှာပြုတ်လုတဲ့အရာကပါလဲဆိုရင်ဒီ acrid ဆိုတော့ဘိုင်ကိုသုံးရပါမယ်နောက်တစ်ခု he was hit blank a window club why he was walking down the street သူက land အဲ့ဒီရဲ့ land ဘိုင်မှာပေါ့နော် land အောက်ဘိုင်မှာသူအဲ့မျိုး land ရှောက်သွားနေတဲ့အချိန်မှာတစ်တုံးတစ်ခုနဲ့အရိုက်ခံရတယ်ပေါ့နော်အာ ติ3ကตุลาย้ายตาမဟုတ်ဘောเนาะအဲ့ဒီဟာကြောင့်ဖြစ်သွားတယ်ဆိုတော့ with ကိုသုံးပါမယ် okay i hope this way clear for you နောက်တစ်ခုဆက်ကြည့်ရအောင်နောက်တစ်ခုကကြတော့ the passive wife without agents ဒီတစ်ခါကျတော့ပြုလုပ်သူမပါတဲ့ passive wife ပေါ့နော်ကတ္တာပေါ့နော်တနည်းနည်းကတ္တာပြုလုပ်သူမပါတဲ့ passive wife ဘယ်လိုမျိုးလဲဆိုကြည့်ရအောင် when the agent is unknown unimportant or not obvious from the context it can be omitted in the passive voice ပြုလုပ်တဲ့လူကမတိကြတဲ့အခါမှာမတိဘူးပြီးလို့ရှင်မသေးချဘူးတော့မဟုတ်မတိတာဘူးပေါ့နော်မထင်ရှားဘူးဆိုလို့ရှိရင်အကြောင်းအရာမှာပေါ့နော်မထင်ရှားဘူးဆိုလို့ရှိရင် passive voice မှာအဲ့ဒီ agent ကိုမြုပ်ထားလို့ရတယ်ဖြုတ်ထားလို့ရပါတယ်တဲ့ example ကြည့်ရအောင် Tuk-tuk is widely used as a taxi in some Asian countries. Tuk-tuk look for အဲအဲ့လိုမျိုးပေါ့နော်တက္ကစီပေါ့နော်တုတ်တုတ်အဲအတချို့ ASEAN မှာဆိုလို့ရှိရင်တုတ်တုတ်ကိုပေါ့နော်တက္ကစီအဖြစ်ကြကြပြင်းပြအသုံးပြုကြတယ်အဲ့ဆိုဒီနေရာမှာဘသူအသုံးပြုလဲဆိုတာအရေးမကြီးဘူးပေါ့နော်ဘသူစီးရလဲဆိုတော့လည်းအရေးမကြီးတဲ့အတွက်အဲ့ဒီပြုလုပ်တဲ့လူကိုမြုပ်ထားလို့ရပါတယ်အဲအဲ့ဟာကိုပါခေါ်လဲဆိုတော့ the passive voice without an agent ဖြစ်ပါတယ်။အဲဆိုတနည်းအားဖြင့်အလွယ်မှတ်လို့ရတဲ့ဟာရှိပါတယ်။အလွယ်မှတ်လို့ရတဲ့ဟာဘယ်လိုမျိုးလဲဆိုလို့ရှိရင် basic bikes မှာ I, we, you, they, he, she, it, people, someone, somebody, everyone, everybody, no one, nobody ဖြစ်ခဲ့တယ်ဆိုလို့ရှင်ကြတော့ passive voice မှာ by plus subject ရေးစရာမလိုဘူးပေါ့နော်ဒီနေရာမှာဒါအလွယ်မလိုရတယ်ဘာဖြစ်လို့လဲဆိုရင်ပြုလုပ်တဲ့လူကမတိချဘူးမတိချဘူးပြီးမထင်ရှားမပေါ်လွင်ဘူးဆိုလို့ရှိရင်မြုပ်ထားဖြုတ်ထားလို့ရပါတယ်ဒီနေရာမှာ match ချက်ကကြတော့ no one nobody ဖြစ်နေတယ်ဆိုလို့ရှင်ကြတော့ not ထည့်ပေးဖို့လိုပါတယ် အဲ့ဆိုရင် exercise လေးအတူတူလုပ်ကြည့်ရအောင် change the following sentences into the passive voice အောက်ပါပေးထားတဲ့စာကြောင်းတွေကို passive voice ကိုပြောင်းပါအဲ့ဆိုနံပါတ်1 they built the castle in the 18th century သူတို့ကဒီရဲတိုက်ကို18ရာစုမှာတည်ဆောက်ခဲ့တယ်အဲ့ဆို built built verb 2ဖြစ်ပါတယ်အဲ့ဆို verb 2ဆိုရင် p2 verb 3ကိုပြောင်းမယ် p2 မှာ was where ဖြစ်ပါတယ်အဲ့ဆို the castle ကကြတော့ တစ်ခုတည်းဖြစ်တဲ့အတွက် was ကိုသုံးပါမယ်။အဲဆိုရင်တီးဆိုတာသူတို့ဆိုတာမတီးကြဘူးမတီးချဘူးဆိုတော့ဖြုတ်ထားမြုပ်ထားလို့ရပါတယ်။အဲဆိုရင်ဒီဝကြကို passive ကိုပြန်ပြောင်းလို့ရှိရင်ကြတော့ the castle was built in the 18th century ဖြစ်ပါတယ်။ number 2 we have arrested the thief ကျွန်တော်တို့ကတခိုးကိုဖမ်းပြီးပြီ။အဲဆိုဒီနေရာမှာလည်းအတူတူပါပဲ။ we ဆိုကျွန်တော်တို့ ဘာတူလဲဆိုတာအမတိကြဘူးမတိချဘူးပေါ့နော်အဲဆိုတော့ဒီညမှာ have have verb 3ဆိုတော့ passive ကိုပြောင်းရင် have has being verb 3ဖြစ်ပါတယ် the thief တယောက်တည်းဖြစ်တဲ့အတွက် has has ကိုပြောင်းပါမယ် the thief has been arrested number 3 no one has ever beaten my brother at tennis တင်းနစ်ကစားတဲ့အခါမှာဘယ်သူမှကျွန်တော်အကိုကိုတကားမှမနိုင်ဘူးပေါ့နော်ခုနကတော့ငါပြောလိုက်ပါတယ် no one no body ပါလို့ရှိရင် not there ဆိုတော့ဒီနေရာမှာ ever လို့ပါတဲ့အတွက်ပြန်ပြောင်းလို့ရှိရင်တော့ never ဆိုတဲ့ negative စာလုံးထည့်ပြရပါမယ်ဒီနေရာမှာ has verb 3ဆိုတော့ had been verb 3ကိုပြောင်းရပါမယ်။အဲဆိုတော့ဒီနေရာမှာ no one ဆိုဘသူမှဆိုတော့မတိကြဘူးမတိချဘူးဘသူမှဆိုတော့ဘသူလဲတော့မတိဘူးပေါ့နော်မတိချတဲ့အတွက်အဲ့ဒီဟာကိုဖြုတ်လို့ရပါတယ်။အဲဆိုဒီစာကြောင်းကိုပြန်ရေးရင် my brother has never been bitten at Dennis တနင်္မာကျွန်တော်အကိုကိုဘသူမှတကားမှမနိုင်ဘူးပေါ့နော်အဲ့လိုပြောလို့ရတယ် number 4 people speak english all over the world ကဘာပေါ်မှာဆိုရင်လူတွေကအင်္ဂလိပ်စာပြောကြတယ်ပေါ့နော်လူတွေဆိုအားလုံးအားလုံးပြောတဲ့ဒီတယောက်ဒီတယောက်လို့အတိအကျမရှိဘူးပေါ့နော်အဲဆိုတော့အဲဒီဝတ်ကြောင်ပြန်ပြောင်းမယ်ဆိုလို့ရှင် people ဆိုတဲ့ by people ဆိုတော့ရေးစရာမလိုပါဘူးမတိကျမသေးတဲ့အတွက်အဲဆိုရင် speak speak ကဝတ်ဝမ်းဖြစ်တဲ့အတွက် B1 Web3 ဖြစ်ပါလေ B1 မှာ M is out ဆိုတာရှိတယ်အဲဆို English ဘာသာစကားတစ်ခုပဲဆိုတော့ is ကိုတုံးပါမယ်အဲဆိုရင်ဒီဝါကြောင့်ပြန်ရင်း English is spoken all over the world ဖြစ်ပါတယ်။ Number 3 someone is using my computer at the moment ။တယောက်ယောက်ကကျွန်တော်ကွန်ပျူတာအခုသုံးနေတယ်ပေါ့နော်။တယောက်ယောက်ဆိုတော့အကိုလည်းဖြင်းဖြင်းမယ်အမလည်းဖြင်းဖြင်းမယ်မတိကျမသေးချာနဲ့အတွက်တယောက်ယောက်ဆိုတော့ someone ကိုဖြုတ်လို့ရပါတယ်။ is ing ဆိုတော့ is being verb 3ကိုပြောင်းပါမယ်။အဲဆိုရင် my computer computer တလုံးသေးဆိုတော့ is က is ပါပဲ my computer is being used at the movement basic active ကနေ passive ကိုပြောင်းတဲ့ unit 10ရဲ့ grammar ဖြစ်ပါတယ်။ I hope you will be clear with my explanation. နောက် video မှာပြန်လည်ဆုံတွေ့ကြပါမယ်။ See you in the next video. Bye.